င်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီနေ့ဩဂုတ်လ16ရက်နေ့အင်္ဂါနေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကစိတ်ဝင်စားမယ့်ထင်တဲ့သတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်ဒီအစီအစဉ်ကိုကျွန်မအမေနဲ့တူကျွန်မအီမမမွန်တို့ကပါဝင်ဖတ်ကြားမှာပါ ဟုတ်ကဲ့ပါဒီနေ့ကတော့သတင်းစာတွေတော်တော်များများထွက်ရှိတာပေါ့နော်သတင်းကောင်းစင်တွေကတော့စိတ်ဝင်စားစရာတွေပဲဒီမှာ Democracy Today သတင်းစာကဆိုရင်ပြည်ခိုင်ဖြိုးဗဟိုအလုံးမှုဆောင်ကော်မတီနဲ့ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များတွဲဆောင်ခြင်းအခမ်းအနားတို့နိုင်ငံတော်သမ္မတဦးသိန်းစိန်တက်ရောက်ခြင်းဟာသမ္မတတဦးအနေနဲ့ပါတီဝင်တွေကိုတွဲဆောင်ခြင်းသာဖြစ်တဲ့ပြည်ခိုင်မျိုးပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲကာလတွင်အနောက်ရှက်ဖြစ်အောင်ဆောင်ရွက်ရန်လုံးဝမရှိဟုဆိုဆိုပြီးတော့ဒီမှာအောင်းနေတက်ထားတယ်ရှင် နောက်တစ်ပုတ်ကလည်းဒါဒီခံမျိုးပါတီနဲ့ဆက်ဆက်နေတဲ့တရင်ကောင်းတယ်ပေါ့နော်ပါတီဥက္ကဋ္ဌရာသူကဖယ်ရှားခံရပြီးနောက်သူရဥွှေမန်းလူမြင်ခွင်းထွက်ပေါ်လာတဲ့ပူပန်နေကြသည့်ပြည်သူလူထုကိုကျေးဇူးတင်ကြောင်းပြောကြတဲ့နောက် The Voice Daily သတင်းစာကတော့ကောလာဟာလာများကိုမစိုးရိမ်ရင်ဘန်လုပ်ငန်းရှင်များပြောကြဆိုပြီးဒီသတင်းကောင်းစင်နေတဲ့ဒါအတိတ်ကထွက်လာတာပေါ့နော်တခြားစိတ်ဝင်စားဖို့ရာသတင်းတွေလည်းရှိတယ်ရှင့် ဟုတ်ကဲ့ဒီမှာရောဒီမှာကဒီ daily level နဲ့က editor ရေးသားတဲ့အပေါ်လေးကိုဖတ်ပြခြင်းနဲ့ဒီ daily level နဲ့မှာရေးထားတာကဒီ editor အပေါ်ရဲ့ခေါင်းစဉ်ကရွေးကောက်ပွဲအကျိုးကာလအကျက်အတည်းများတဲ့အခုခါကမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပရင်ရပောင်း80ကျော်သာလိုတော့ပါတယ်တဲ့ဒီလိုရွေးကောက်ပွဲအကျိုးကာလမဲဆင်းနဲ့ပတ်သက်ပြီးအမှားယွင်းများစွာဖြစ်ပေါ်ခဲ့မှုနဲ့အတူရွေးကောက်ပွဲပေါ်ပြည်သူများယုံကြည်မှုရော့ကျလာချိန်မှာပဲအကျက်အတည်းတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ် အဲ့ဒီထဲမှာမှထင်ရှားဆုံးဖြစ်ရတွေကတော့မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရေကြီးရေရှမ်းမှုများဖြစ်ပေါ်ခဲ့ခြင်း ာကွယ်ရေးဝန်ကြီးဌာနကအရာရှိတွေကိုစစ်မှားရေးဝန်ကြီးဌာနသို့ပြောင်းလဲခန့်အပ်တဲ့ပေါ်အရက်ဖတ်ဆရာဝန်များကကန့်ကွက်တဲ့အနေနဲ့ဖဲချိုးနှက်လှုပ်ရှားမှုပြုလုပ်ခြင်းနဲ့အာရယပါတီ USDP ပါတီရဲ့အပြောင်းလဲများဖြစ်ပေါ်ခြင်းတို့ဖြစ်ပါတယ်ဆိုပြီးတော့ဒီရွေးကောက်ပွဲအကြိုကာလမှာလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ခက်ခဲကြတဲ့တွေအက်ဒီတာထောက်ပြထားတာပါဒီမှာသူထောက်ပြထားတာဆိုလို့ချင်းဇူလိုင်လကစတင်ပြီးတော့တဲ့မြန်မာနိုင်ငံအနှံ့အပြားမှာရေကြီးရေရှမ်းမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်ဒီလိုဖြစ်ပွားနေစဉ်ကာလအစောပိုင်းမှာပဲတက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့တုတ် ုံးပြန်မှုအားနည်းခြင်းပေါ်ဝေဖန်မှုများစွာလဲထွက်ပေါ်ခဲ့ပါတယ်။မိတို့ပင်ဆိုစီကမူစေတနာဝန်ထမ်းအဖွဲ့တွေနဲ့စေတနာရှင်ပြည်သူများရေဘေးကဲ့စဲ့ရေးလုပ်ငန်းများ၌တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နေကြပါတယ်။ဒါပေမဲ့ရေချသွားပြီးချိန်မှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက်အခက်အခဲအကျတဲတွေရှိပါသေးတယ်ဆိုပြီးအဒီတာထောက်ပြထားပါတယ်။ ဒီရောက်ပွဲကာလဒီအချိုကာလအချက်တဲ့ထဲမှာနောက်တစ်ခုထထောက်ပြထားတာကတော့ဒီရေကြီးရှမ်းမှုသတင်းတွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်းများအချိန်တက်နေချိန်မှာပဲတဲ့အများစိတ်ဝင်စားတဲ့ကိစ္စတရက်ထပ်ပြီးပေါ်ပေါက်လာပါတယ်ဒါကတော့ကာကွယ်ရေးဝန်ကြီးဌာနကအရာရှိတွေကိုစစ်မှားရေးဝန်ကြီးဌာနကိုပြောင်းလဲခန့်ထားတဲ့အပေါ်မှာရပ်ဖက်ဆရာဝန်တွေကပြင်းပြင်းထန်ထန်ကန့်ကွက်ပြီးတော့ဒီဖဲချိုးနှက်လှုပ်ရှားမှုနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ကြပါတယ်တဲ့ ဒီလိုအခြေအနေရမြအောင်မှာအခုနောက်ဆုံးထွက်ပေါ်လာတဲ့ကိစ္စကတော့ဒီလက်ရှိအာဏာရ USDP ပါတီရဲ့အပြောင်းလဲဖြစ်ပါတယ်တဲ့ဒီဩဂတ်လ12ရက်နေ့ညပိုင်းမှာပဲနေပြည်တော်မှာရှိတဲ့ USDP ရုံးချုပ်မှာလုံခြုံရေးတပ်ဖွဲ့များခြားထားပြီးတော့အဝင်ထွက်တွေလုံးခွင့်မပေးတော့ဘဲပါတီရုံးဝန်တွေများပိတ်ထားတဲ့ထူးခြားတဲ့အခြေအနေများဖြစ်ပေါ်ခဲ့ခြင်းနဲ့စတင်ခဲ့တာပါတဲ့အဲ့ဒီဖြစ်ရဖြစ်ပြီးရနောက်မှာပဲဩဂတ်လ13ရက်နေ့မှာသူရဦးရွှေမန်းအား USDP ပါတီရဲ့ဥက္ကဋ္ဌနေရာမှာဖယ်ရှားလိုက်ပြီးတော့ ပါတီခေါင်းဆောင်များအပြောင်းလဲပြုလုပ်ခဲ့ပါတယ်။ဩဂတ်လ13ရက်နေ့မှာဗဟိုအလုံးမှုဆောင်ကော်မတီအစည်းအဝေးနှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးတော့ကော်မတီအားအသစ်ပြန်လဲဖွဲ့စည်းခဲ့ပါတယ်။ဒါကြောင့်သူတို့ဦးရှိမန်းနဲ့ပတ်သက်သောဒုလောဒုလောဘေဒီတွေလည်းလူလူကြမှာဖြစ်ပေါ်ခဲ့ပါတယ်။ဒီရွေးကောက်ပွဲလွန်ကာလနိုင်အချက်အတဲများဖြစ်ပေါ်နိုင်ကြောင်းခံမှန်းမှုတွေရှိနေတဲ့အချိန်မှာပဲအခုရွေးကောက်ပွဲအကျိုးကာလမှာပင်အချက်အတဲများစိန်ခေါ်မှုများကိုခံရရပြီဖြစ်ပါတယ် ဤသို့ပင်ဆိုစီကမူပြည်သူများမျှော်လင့်နေသောပြည်ပြင်ပြောင်းလဲမှုများအတွက်ရွေးကောက်ပွဲရလကအဖြစ်တစ်ခုထုတ်ပေးနိုင်မယ်ဆိုပြီးတော့ဒီ Daily 11ကသတင်းစာကအရေးတာကဒီရွေးကောက်ပွဲကာလမှာကြုံနေရတဲ့အခက်အခဲချက်တဲတွေကိုလက်ရှိချက်တဲတွေကိုသူကထောက်ပြပြောဆိုထားတာပါဟုတ်ကဲ့ဒီရေဘေးအနယ်အကျက်အသေးတွေကနေပြီးတော့ဗောဒါနိုင်ငံရေးအမြတ်ထုတ်မှုတွေရောရှိလာနိုင်မလားဆိုပြီးတော့ဒါဆိုရင်ညရတယ်လည်းရှိတယ်နောက်ပြီးတော့ဒီရေကြဘေးနောက်ဆက်တွဲ ဒီဖြစ်ပေါ်လာမဲ့အခြေအနေတွေကိုဒါအစိုးရပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေလုပ်တင်နေဆိုရင်ဝေဖန်ထောက်ပြရတယ်လည်းရှိနေပါဘောเนาะအခုဒီ11သတင်းစာတွေကဒီအိဒါအပေါ်မှာဆိုရင်ရဲ့အချက်တွေပေါ့ဒီဒီနေ့ထုတ်မြန်မာအရင်သတင်းစာမှာဒီပြောင်းလို့သမရမြန်မာနိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့အစည်းဆိုပြီးဒါသတင်းထုတ်ပြန်ထားတာရှိတယ်ဒါဆက်ဆက်နေတဲ့သတင်းလေးတစ်ပုဒ်ပေါ့เนาะ2015ခုနှစ်ဩဂုတ်လ23ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိစ္စနဲ့ဆက်လင်းပြီးမိဘပြည်သူများရဲ့စိုးရိမ်ပူပန်မှုတွေရှိတယ်လို့သိရပါတယ်။ဒါဒီကိစ္စဟာတရားဝင်နိုင်ငံရေးပါတီတွေရဲ့ကပါတီတစ်ခုရဲ့ဆန္ဒအရခေါင်းဆောင်မှုပြောင်းလဲခြင်းသာဖြစ်ပြီးပြန်လည်ဖွဲ့စည်းတဲ့ကိစ္စရက်သားဖြစ်ပါတယ်လို့ဒီမှာနံပါတ်1အနေနဲ့ဖော်ပြထားတယ်ပေါ့နော်။နောက်တစ်ခုကအစိုးရအဖွဲ့အားလက်ရှိကြုံတွေ့နေတဲ့နိုင်ငံအနှံ့ရေးဘေးအနေအထားနဲ့အမြန်ဆုံးကိဝင်အောင်ရေးဘေးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်တဲ့။တစ်ချိန်တည်းမှာပဲတိုင်းနိုင်ငံလုံးတိုင်းတာအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်အောင်နိုင်ငံတည်ငြိမ်အေဂျင့်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့အကျိုးပန်းဆောင်ရွက်လျက်ရှိပါတယ်လို့ဒါနံပါတ်1အခြေအနေနဲ့ဖော်ပြထားတာဒီတစ်လက်ရှိရေးဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့အချက်ပေါ့နော်နောက်တစ်ခုကအစိုးရအဖွဲ့အားတဲ့အုပ်ချုပ်ရေးတာဝန်ကိုအဓိကတာဝန်ယူဆောင်ရွက်နေပြီးတော့ဒီမိုကရေစီစနစ်ရဲ့မန်တိုင်နေရဖြစ်တဲ့ဥပဒေပြုရေးတရားစီရင်ရေးတို့မှလည်းပူးပေါင်းဆောင်ရွက်နေပါတယ်တဲ့နောက်နံပါတ်၄တစ်ချက်ကကြတော့2015 နိုဝင်ဘာ၈ရက်နေ့မှာကျင်းပမဲ့ထွေထွေရွေးကောက်ပွဲပြင်ဆင်ရေးကာလဖြစ်ပါတယ်တဲ့လက်ရှိရအဲ့ဒီရွေးကောက်ပွဲဟာဒီမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတမိုင်းတစ်လျှောက်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေအနက်ကလွတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းမှုအများဆုံးဖြစ်တာကိုတွေ့ရပါတယ်အစိုးရအဖွဲ့တွေနဲ့လွတ်လပ်ရေးတရားမျှတရွေးကောက်ပွဲဖြစ်ဖို့အတွက်ရွေးကောက်ပွဲကော်မရှင်နိုင်ငံရေးပါတီတွေရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေနဲ့တက်ကြွသွားပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါရဲ့လို့ရေးထားတာဒါနောက်ဆုံးအချက်အရေးကြီးတဲ့တစ်ချက်တစ်ချက်ကပေါ့နော်အဲ့ဒီရွေးကောက်ပွဲကနေဖြစ်ပေါ်လာတဲ့ရလအတိုင်းအစိုးရအဖွဲ့အစည်းနဲ့လက်ခံအတည်ပြုပြီးတော့တည်သေးဥပဒေလုံထုံးလုံထုံးနေတဲ့အညီပေါ့နော်ဆက်လက်အကောင့်ထဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ဒါနိုင်ငံပိုင်သတင်းစာကနေပြီးတော့ဒါကြေညာထားတာပေါ့ဒီသမရဒီပြည်တော်စုသမရမြန်မာနိုင်ငံတော်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ဆိုပြီးတော့လေဒါကြေညာထားရှင် โอเคပါရှင်ဆက်ပြီးတော့ဒီမှာကဒါကတော့ဒီသတင်းကတော့မနေ့ကနေပြီးတော့မှစိတ်ဝင်စားခဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုပေါ့နော်သူရဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်လွှတ်တော်အဆောက်အအုံမှာတနအီခန့်တည်တံ့တွေ့ဆုံတဲ့သူရဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကလည်းနေပြည်တော်လွှတ်တော်အဆောက်အအုံမှာဩဂတ်စ်လ18ရက်နေ့နေ့ပိုင်းက တွေ့ဆုံခဲ့ပါတယ်။ဒီတနအီခန့်တီးသန့်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့သူရဦးရွှေမန်းရဲ့ကိုရီးယားရှိဦးအောင်ဝင်းထွန်းကတော့သူပြောထားတာကအရင်ကလည်းတွေ့ဘူးလားပဲတဲ့ဘာမှမထူးဆန်းပါဘူးဆိုပြီးတော့ဒီ daily level မေးမြန်းချက်ကိုပြန်ဖြေထားပါတယ်။ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဆက်သွယ်မိတဲ့မေးမြန်းတဲ့နေရာမှာတော့ဆက်သွယ်လို့မရဘူးတော့ဒီသတင်းမှာဖော်ပြထားပါတယ်။ပြည်အောင်စုလွတ်တော်နာယကပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဥွှေမန်းနဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါအောင်ဆန်းစုကြည်တို့ရဲ့တွေ့ဆုံမှုပါတဲ့ သူရဦးရွှေမန်းပြည်တော်စုစံခိုင်ရင်နေဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌပူတက်ထောင်ဝင်မှဖန်ရှားခံရပြီးရပိုင်းတွင်မှာပဲတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒီခိတရဏထားရဲ့လွတ်တော်အစည်းအဝေးတွေကိုဩဂတ်လ18ရက်နေ့ဒီနေ့ပြန်လည်ကျင်းပမယ်ဖြစ်ရာဒေါအောင်ဆန်းစုကြည်ကလွတ်တော်အစည်းအဝေးများတက်ရောက်နိုင်ဖို့နေပြည်တော်ကိုရောက်ရှိနေတဲ့ချိန်လည်းဖြစ်ပါတယ်။ဒီပြည်အောင်စုလွတ်တော်နာယက ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဥရွှေမန်းနဲ့မြို့သားဒီမိုကရေစီဖွဲ့စည်းဥက္ကဋ္ဌပြည်သူ့လွတ်တော်ကိုယ်စားလှယ်ထောင်အောင်ဆန်းစုကြည်တို့ရတဲ့လွတ်တော်အစည်းအဝေးများကျင်းပတဲ့ကာလများတွင်မကြာခဏတီးတန်းတွဲဆုံမှုတွေရှိခဲ့ပြီးဒီလိုတွဲဆုံမှုတွေနဲ့ပတ်သက်ပြီးတော့လည်းမီဒီယာတွေကိုသတင်းထုတ်ပြန်ခဲ့တာမရှိပါဘူးမိမိကြောင့်အများပြည်သူများဒုက္ခမတွေ့စေရအခက်အခဲမတွေ့စေရ ပြဿနာများမဖြစ်စေအောင်သတိနဲ့ရှင်ပြီးဆောင်ရွက်သွားမည်ဖြစ်ပါသည်ဆိုပြီးတော့ပြည်အောင်စုလွတ်တော်နိုင်ငံကပြည်သူ့လွတ်တော်ကထသူတော်ဦးရွှေမန်ကပြီးခဲ့တဲ့ဩဂတ်လ15ရက်နေ့မှာလည်းသူ့ရဲ့ကိုပိုင်လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။ဒါပြင်သူတော်ဦးရွှေမန်ကစေတနာမြတ်တာများစေတနာများဖြင့်မိမိအားမေးမြန်းကြသည့်ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်။ပြည်သူလူထုရဲ့မေတ္တာစေတနာကိုအလေးစားတန်ဖိုးထားပြီးတော့ ပြည်သူတွေရဲ့ကောင်းကျိုးချမ်းသာအတွက်ပြည်သူများနဲ့နောက်ဆုံးအချိန်ထိဆက်လက်ဆောင်ရွက်သွားပါမယ်ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။နေပြည်တော်ပြည်အောင်စုချက်ခိုင်ရင်နေဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာဩဂတ်စ်လ17ရက်နေ့ကဘိုးအလုံးမှုဆောင်ကော်မတီအစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးတော့ဘိုးအလုံးမှုဆောင်ကော်မတီတွေကိုလည်းအသစ်ပြန်လည်ဖွဲ့စည်းကြပြီးလုပ်ခဲ့ပါတယ်။ဒီလိုအသစ်ပြန်လည်ဖွဲ့စည်းရတဲ့နေရာမှာပြည်တော်စုချက်ခိုင်ရင်နေဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌပူးတွဲတာဝန်သူရဦးရွှေမန်အထွေထွေအတွင်းရေးမှု ဥမ္မာမောင်တင်းပါဝင်ဗဟိုလုံးမှုဆောင်ကော်မတီချို့ဟာပါတီထိပ်ပိုင်းတာဝန်များမှဖယ်ရှားပြီးတော့အတွင်းမှုအဖွဲ့ဝင်တွေကိုလည်းပြန်လဲဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ဒီပြန်လဲဖွဲ့စည်းခဲ့တဲ့ကော်မတီအတွက်မှာဦးသိန်းစိန်ဥက္ကဋ္ဌနိုင်ငံတော်သမ္မတဦးထေးဦးဒုတိယဥက္ကဋ္ဌဥက္ကဋ္ဌပူတွဲတာဝန်ဦးတင်ထွတ်ဦးစိုးသားဗဟိုအတိုင်ပင်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဥက္ကဋ္ဌအောင်မြင့်ဗဟိုအတိုင်ပင်ခံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌသူရဦးအေးမြင့်ဒုတိယဥက္ကဋ္ဌ ဟုအချံပေးများဖြင့်ဦးတောင်ဦးလွန်တီဒေါက်တာချမ်းငိမ်ဦးသိန်းစောဦးသိန်းဆွေဒေါက်တာကျော်မြင့်ဒေါက်တာမြအုလို့ဖြစ်ပြီးတော့ဦးတင်နိုင်သိန်းအထွေထွေတွင်ရမှုဦးသက်နိုင်ဝင်းတွဲဖတ်ထွေအထွေထွေတွင်ရမှုဆိုပြီးတော့ဖွဲ့စည်းခဲ့ပါတယ်ဒီသူရဦးရွှေမန်းကလက်ရှိပြည်အောင်စုစက်ခိုင်နေဖွံ့ဖြိုးရေးပါတီဝင်တူဦးဖြစ်ပင်ရှိနေသေးပြီးတော့နိုင်မ2015ရွေးကောက်ပွဲမှာဖြူးမျိုးနယ်မဲဆန္ဒနယ်မှာကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်များဖြစ်ပါတယ်သူရဦးရွှေမန်းသည်2010ရွေးကောက်ပွဲမှာ ဇေယသီရိမဲဆန္ဒနယ်ကနေပြီးတော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ရွေးကောက်ခံခဲ့ရပြီးပြည်သူ့လွတ်တော်ဥက္ကဋ္ဌတာဝန်နဲ့အလဲကျပြောင်စုလွတ်တော်နာယကတာဝန်ထမ်းဆောင်နေသူတူလည်းဖြစ်ပါတယ်။ဒါကမနေ့ကဒီနေ့ပြီတော့မှသူရအုပ်ရှင်မနဲ့ဒေါအောင်ဆန်းစုကြည်တွေ့ဆုံတာအများစိတ်ဝင်စားခဲ့ရပေါ့ဒါမဲ့သတင်းမီဒီယာတွေတောင်မှဘာကြောင့်ဟုတ်တယ်တွေ့ဆုံနေဆိုတော့မထုတ်ပြန်အောင်ဒါပေမဲ့ခုနကတော့ဒီဥွှေမန်းရဲ့ကိုရေးအရာရှိပြောသူမျိုးဒါတွေ့နေကြဖြစ်တဲ့ဒါ ထူးခြားမှုမရှိဘူးဆိုပေမဲ့ဒါနိုင်ငံရဲ့ထိပ်သီးကောင်းဆောင်နှစ်ဦးတွေ့တယ်ဆိုတော့ကအတိတ်ပဲပဲတွေ့ဆုံခြင်းတော့မဟုတ်ဘူးပေါ့လေဒီနောက်ကဒီဆွေးနွေးညှိနှိုင်းတဲ့အကြောင်းအရာတွေတော့ရှိမှာပေါ့မီဒီယာတွေသတင်းတွေဟုတ်ကဲ့ဒီလိုချိန်မှာလက်ရှိဥရှင်မန်ကဒီဥက္ကဋ္ဌရတူကလည်း University ပါတီကဥက္ကဋ္ဌရတူကလည်းဖယ်ရှားခံရတဲ့အချိန်လည်းဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာဆိုတော့အများစုကခိုင်းတွေ့ဆုံမှုတွေမှာသတင်းထုတ်ပြန်ခဲ့တာမရှိပေမဲ့လည်းဒီအချိန်ကိုတော့စိတ်ဝင်စားကြရပေါ့ဟုတ်တယ်နော်အာထိုးမဲ့ဆင်နောက်တလန်းစုပ်ဆိုလိုမျိုးဒါကနောက်ထပ်ထပ်ဆောင်ရမယ့်အဆင့်တွေအတွက်ဒါ ရှည်ပြေးလို့လဲထင်တာပဲရှင်ဟုတ်ကဲ့အခုနောက်ဖတ်ပြမဲ့သတင်းရတာ7 day daily သတင်းစာထဲမှာပါတာပေါ့နော်အပြည့်ရစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမယ်လို့အဖွဲ့၅ဘွဲ့ကကြေညာတယ်တဲ့အဲ့ကြေညာတဲ့အဖွဲ့၅ဘွဲ့ကတော့ဒီမိုကရေစီအချိုးပြုကရင်တက်မတော် DKB ရေကရင်ငိမ့်ချမ်းရေးကောင်စီ KPC ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကရင်အမျိုးသားအစည်းအရုံး KNU ရောကဒါပူးတွဲကြေညာချက်ကိုထုတ်ပြန်လိုက်တာပေါ့အဲ့ကြေညာချက်ထဲမှာဆိုရင် ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကနေတဆင့်ဒါ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြောင်းလဲနိုင်တဲ့အခွင့်အရေးရရှိမှာဖြစ်တယ်လို့ဒါကြောင့်မလို့ဒီ NCA မှာလက်မှတ်ရေးထိုးရင်ရရှိနိုင်တဲ့ရလက်ခုနှစ်ချက်ကိုပေါ့အဲဒီပူးတွဲကြေညာစာရမ်းတွေမှာထောက်ပြထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးမယ်ဟုပူးတွဲကြေညာချက်ထုတ်ပြန်တဲ့အဖွဲ့၄ဖွဲ့ရဲ့ခေါင်းဆောင်တွေနဲ့အတူတူတက်ချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အောင်ဩဂုတ်လ၄ရက်နေ့ကနေပြီးတော့မှတွေ့ဆုံခဲ့တဲ့ဒီ NCA ဆိုင်ရာဆွေးနွေးပွဲဆွေးနွေးခဲ့တယ်ပေါ့နော်။ အဲ့ဒီဟာကပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၂ရက်ကနေပြီးတော့မှသမ္မတနဲ့အတူငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်တင်မြှင့်ရေးဆိုင်ရာဂရီကဝတ်ပြုချက်ကိုလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့လေးဘွဲ့လည်းဖြစ်တယ်ဒါအကာကျုပ်နဲ့တွေ့ခဲ့တဲ့အဖွဲ့တွေကတစ်ချိန်တည်းမှာပဲမြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ဖွဲ့ကလည်းဒီ NCA မှာလက်မှတ်ထိုးမယ်လို့ဩဂုတ်လ18ရက်နေ့မှာကြေညာခဲ့တယ်။နောက်တစ်ခုကရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကလည်းဩဂုတ်လ16ရက်နေ့မှာပဲ MCA လက်မှတ်ရေးထိုးရမှာတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေအားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရတဲ့အတွက်စူးစမ်းပြီးတော့နိုင်ငံရေးဆွေးနွေးပွဲရနေတဆင့်စစ်မှန်တဲ့ဒါ Federal ပြည်တော်စုပေါ်ပေါ်ရေးအတွက်ကြိုးပမ်းမယ်လို့လည်းဖော်ပြထားတယ်။ဒီမှာ NCA အတွက်အစိုးရရဲ့တမတော်ထိပ်ပန်းကောင်းဆောင်တွေရဲ့တိုင်းရင်းသားလက်နက်ကင်တွေအဖွဲ့ကဒီထိပ်ပန်းကောင်းဆောင်တွေကဩဂုတ်25ဒါမမုံ26မှာတွေ့ဆုံပွဲရှိပြီးတော့ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက်အသေးစိတ်ဆွေးနွေးပွဲရှိရလို့မြန်မာနိုင်ငံရင်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဘုံ ဌာန MPC ကအကြီးတန်းအရာဒါအချက်ပေးတူကပြောထားဆိုဒီမှာတော့ဖော်ပြထားတယ်။ဒါကငိန်ချမ်းရေးကမဝေးတော့ဘူးဆိုတော့ညှော်လင့်လို့ရတာပေါ့နော်။ဒီလိုမျိုးအပြစ်ခက်ကျဆဲမှာဒါစာချုပ်တွေချုပ်သွင်းနိုင်တော့မယ်ဆိုတော့ဟုတ်ကဲ့မင်္ဂလာဒီအစီအစဉ်ရဲ့နောက်ဆုံးအနေနဲ့ဒီ Daily 11ကကာတွန်းလေးတစ်ပွဲဖတ်ပြခြင်း ਨੇ ဒီမှာကာတွန်းမှာဒီလူနှစ်ယောက်ပုံပဲတရုပ်ဖော်ထားတဲ့ပေါ်ကရေးထားတဲ့ကာတွန်းရဲ့စာညွှန်ကတော့ ပြီးသူ့အတွက်ဟုတ်လားတဲ့အေးအေးညချမတွေးကြတာပေါ့ကွာတဲ့ Okay ဒါအဓိပ္ပာယ်တွေအများကြီးကတ်တွန်းစီယာကပါဝင်အောင်တရုပ်ဖော်ထားတာပေါ့နော်ဟုတ်ကဲ့ကတ်တွန်းလေးဆိုတာလည်းဒါဆိုလိုရင်းကိုဒါရဲ့ပေါ်ပြတဲ့ကတ်တွန်းတွေရှိတယ်လို့မျိုးသူကတ်တွန်းစီယာပြောချင်တဲ့အဥ္စာကိုကိုယ့်ဘောက်ကိုတွေးပြီးခံစားရတဲ့ကတ်တွန်းတွေလည်းရှိတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီကတ်တုန်းလေးကိုဖတ်ပြရင်းနဲ့ပဲကျမတို့ကဒီသတင်းစာတွေကစိတ်ဝင်စားဖို့ရတဲ့တင်းတွေကိုထုံထုံတင်ဆက်ပေးနေတဲ့အစီအစဉ်ကိုရန်နာလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်